နဲ့ပြန်ပြဘယ်လိုကျမတို့ခြိလန်းလန်းပြီးမှအသက်ရှင်မှုအတွက်ကျမတို့ဘယ်လိုယုံကံအမျိုးစုံနဲ့ယုံကံတစ်ခါယုံကံတစ်ခုတစ်မျိုးပြောင်းဒါပေမဲ့လို့ကျမတို့ထင်တဲ့အတိုင်းဖြစ်မလာဘူးဖြစ်မလာတော့တဲ့အခါကျတော့နောက်ဆုံးမှဖယားသခင်က ကျမတို့ဖြစ်မလာတော့တဲ့အချိန်ကိုစောင့်မျှော်နေတတ်တဲ့ဖရားလည်းဖြစ်တယ်ဆိုတာကိုကျမအနေနဲ့ခွန်အားပေးခြင်းနဲ့ဟာလေလုယ။ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ကြိုးစားမှုကျမတို့ရဲ့နှလုံးသားထဲမှာကျမတို့ခံစားတဲ့အရာကျမတို့လုံနိုင်တဲ့ဒီလိုအတိုင်းအတန်နဲ့ဘလို့စင်စင်ဘလို့ဖြစ်နိုင်တယ်ဆိုတဲ့အဲ့ဒီဘောင်းတစ်ခုထဲမှာကျမတို့လှူရှားတဲ့အခါမှာဖရားသခင်ကအဲ့လိုလှူရှားတဲ့နေရာမှာလဲသူထင်ရှားတဲ့အချိန်လဲချိန်ခါပေါင်းများစွာရှိပါလိမ့်မယ်ကျမတို့ရဲ့အသက်တာတွေမှာဒုက္တော်တခါတလေကိုယ့်ရဲ့မျှော်လင့် ဲ့အပိုင်းမှာမလာဘဲနဲ့ကိုယ့်ရဲ့ထင်တဲ့အပိုင်းမှာဖျားခြင်းအလုံးမလုံးဘဲနဲ့အိုးငါဘယ်တော့ပဲစူးစမ်းငါရဲ့အသိပညာတွေငါရဲ့တတ်ကြွခြင်းငါရဲ့လှုပ်ဆောင်နိုင်တဲ့အရာမြောက်များစွာငါဒီထဲမှာရင်းနှီးမြှုပ်နှံခဲ့ပြီးပြီးဒေါက်တာဖြစ်လာတဲ့အခါမှာဘာတစ်ခုမှဖြစ်မလာဘူးဆိုပြီးမှကျမတို့ကလက်လျှော်ပြီးမှအဆုံးအရှုံးပေးနေတဲ့အချိန်ကာလမှာအဲ့ဒီနေရာကနေဖျားသခင်က "तू လှုပ်နိုင်တယ်"ဆိုတာကိုဖျားသခင်ကတက်တီထူပေးခြင်းနဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကျမတို့ ုံတွေ့တဲ့အခါမှာဘုရားသခင်ကကျွန်တော်ကျမတို့ကိုအဆုံးမစောင့်ပေးတော့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာအေးချင်းနီချင်းနီငါသားကတော့အခုမှလာနေတယ်ဆိုမှပျော်ပြီးမှလက်ခုပ်တီးမဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ကလုံးဝကျမတို့ရဲ့နှလုံးသားကျမတို့ရဲ့အထင်ကျမတို့ရဲ့စူးစမ်းရုံးကမှုနဲ့မဖြစ်တော့တဲ့နေ့တစ်နေ့ရောက်လာတဲ့အခါမှာ တင်ဟာဒီလွင်ပြင်ခလဲမှာ မတရနေတဲ့ရေစကြည်လာကဲလို့ဖြစ်နေတယ်ဆိုတာကိုမိတ်ဆွေကဘယ်တော့ခါမှမမိတ်ဘူးយ៉ាងအတွက်ကျွန်မခွန်အားပေးခြင်းတယ်အဲ့ဒီအချိန်မှပဲဖယားသခင်ရဲ့တည်င်းစကားဟာတခြားယွာတွေမှာအိမ်ဒီမှာနေနေတဲ့လူတွေစီမှာမလာဘဲနဲ့တောလွင်ပြင်ခလဲမှာတယောက်တည်းပဲအထီးကျန်စွာနေနေတဲ့ရေစကြည်လာအပေါ်မှာဖယားသခင်ရဲ့နှုတ်ကပတ်တော်တစ်ခုပြီးတစ်ခုစည်းစင်းလာတာဖြစ်တယ်အာမင် ကျမတို့ရဲ့နှလုံးသားနဲ့ကျမတို့ရဲ့အသက်ရှင်မှုအသက်တာကဂိတ်ဆုံးထိရောက်ပါတယ်လို့ကျမတို့ထင်နေတဲ့အချိန်မှာ ဖယားသခင်ရဲ့လုံနိုင်တဲ့သူ့ရဲ့နီးပြူဟာအာမင်သူ့ရဲ့လုံနိုင်တဲ့သူ့ရဲ့လမ်းကြောင်းတဲ့ဖယားသခင်ကအလုံအခုမှစမှာဖြစ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေကစိတ်ရှိစွာဖယားသခင်ရဲ့လုံနိုင်တဲ့နီးလန်းကိုကျမတို့ကစောင့်မျှော်ဖို့ရအတွက်ကျမအနေနဲ့ခွန်အားပေးချင်တာဖြစ်တယ်အဲဒီချိန်မှာဖယားသခင်ကယေဇကြည်လစီမှာမလုတ်ဘူးတဲ့အရာဟိုတိတ်ပံပညာဟိုဆရာဝန်တွေရဲ့ပညာတွေရှေးကနဦးကလေးကနေဆရာဝန်တွေအတတ်နော်အာနိပောင်းများစွာចောင်းတွေ တွေမှာတင်တဲ့ဆရာဝန်တွေရဲ့ဉာဏ်ပညာနဲ့လုံးဝလောကမှာရှိတဲ့ဉာဏ်ပညာနဲ့လုံးဝ level မမီတဲ့အရာတခုဘုရားရဲ့တတ်နိုင်တဲ့အရာတခုကပါလဲဆိုတော့အခန်းကြီး39အခန်းငယ်3မှာအခန်းငယ်4မှာအယူတော့အပေါ်မှာ prophet ပြုတ်ရမယ်တဲ့ဘလို့ prophet ပြုတ်ရမလဲဆိုတော့အိုးတွိတ်၆တော့အယူတော့ထာဝရဘုရားကြီးအမိန်တော်ကို နားထောင်ကြလို့ပြောရမယ်တဲ့ hallelujah ဘုရားသခင်ကရေစကြည်လာကိုစစကားပြောခြင်းပဲပြောခိုင်းနေပြီဘယ်အပေါ်မှာစကားပြောခိုင်းလဲဆိုတော့အဲ့ဒီသူ့ရဲ့ပတ်လည်မှာဝင်းရနေတဲ့တွိတ်ချောက်တဲ့အယူတို့အပေါ်မှာအိုးတွိတ်ချောက်တော်အယူတို့ဟုတ်တယ်အယူတွေကတွိတ်ချောက်တဲ့ခေါင်းတစ်လုံးကဟိုဘက်ခြေထောက်တစ်လုံးကဒီဘက်ခြေထောက်ချောင်းကဒီဘက်ဆိုတာတကယ်ဘုရားသခင်ကလည်းအဲ့ဒါကိုပြန်ပြီးမှဝင်ခံတယ်အဲ့ဒီစကားကိုဘုရားရှင်ကပြန်ပြီးမှအတုံးပြုတ်တယ် အဲ့ဒီတွေ့ကြမလို့ရေစကြည်လားစီမှာအိုးတွေ့ချောက်တော့အယူတော့ထာဝရဘုရားကြီးအမိန်တော်ကိုနားထောင်ကြလော့ဆိုမှ အရင်ဆုံးပြောရမယ်တဲ့သူနီး၎င်းပဲအခု မိတ်ဆွေများကျွန်တော်ကျမတို့ရဲ့အတ္တတမှာမတူနေတဲ့ခက်ခဲခြင်းလူရှိသူရှိမှာကျမတို့မပြောတင်တဲ့ဆူတောင်းခံခြင်းတချို့တွေမတင်ပြတင်တဲ့အရာတချို့တွေတငယ်ချင်းတွေရဲ့အပေါ်မှာကျမတို့ပြောမကောင်းတဲ့အရာတချို့ကျမတို့ရဲ့နှလုံးသားထဲမှာမိသားစုအတ္တထဲမှာခံစားတဲ့အရာမြောက်များစွာရှိမှာပါအခုမိတ်ဆွေကဘာပြောရမလဲဆိုတော့အိမ်ရောက်တဲ့အခါမှာအမိန်ပေးပါဟာလေလုယအဲ့ဒီအစင်မပြေနေတဲ့အရာတွေအားလုံးဟာထောက်တွေ့တဲ့အယူနဲ့အတူတူပဲအိမ်ပြန် န်တဲ့အခါမှာသင်အစင်မပြည့်ခြင်းကိုလက်ညှိုးထိုးပြီးမှစကားပြောပါ။အိုးတွိတ်ချောက်သောအယူစုတော်ဆိုပြီးမှပြောပါ။အာမင်။သင်ရဲ့စကားသင်ရဲ့စကားအတန်ကနေဖယားသခင်ကစပြီးမှသင်ရဲ့မိသားစုအသက်တာမှာအလုတ်လုတ်လာတော့မှဖြစ်တယ်။ဖယားသခင်ကသင်နဲ့ပူပေါင်းပြီးမှအလုတ်လုတ်ခြင်းတယ်။ဟာလေလုယာ။သူကိုယ်တိုင်လည်းအလုံးလုံးနိုင်တဲ့ဖျားဖြစ်တဲ့တုတ်တော်သူ့ရဲ့ဘုံတော်ထင်ရှားဖို့ ်တင်းရဲ့အတ္တနဲ့တင်းရဲ့မိသားစုမှာသူ့ဘုံတော်ထင်ရှားဖို့တင်းနဲ့လက်တွဲပြီးမှဘုရားရှင်ကအလုံးလုံးချင်တဲ့ဘုရားဖြစ်တယ်အာမင်ဟာလေလုယအဲ့ဒီအတွေ့ချမလို့အဲ့ဒီခက်ခဲတဲ့အရာကြားမှာထိုင်ငိုပြီးမှကျမတို့မျောလင့်ခြင်းကုံဆုံးသွားတဲ့ပုံစံလိုမယုံကြည်တော့သူတွေကဲတော့လို့ကျမတို့ကလုံးဝအဆုံးမပေးဘဲနဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဟာကျမအတွက်ဖြစ်တယ်။ကျမအတွက်နှုတ်ကပတ်တော်ရှိနေတယ်။ကျမအခုစမယ်။အယူတော့အပေါ်မှာတွေးချောင်းနေတဲ့ကျွန်တော် ော်ရဲ့စီးပွားရေးသွေးချောင်းနေတဲ့လမ်းစားပြောင်းနေတဲ့ကျွန်တော်ရဲ့ဘဝကိုအခုချိန်မှာအိုးသွေးချောင်းတော့အယူတော့ဆိုမှကျွန်တော်စကားပြောတော့မယ်ဆိုပြီးမှဖယားသခင်ရဲ့မျက်မှောက်တော်ထဲမှာဝင်ခံပါသလားအာမင်ဟာလေလုယာဝင်ခံပြီးမှလက်တွဲလုပ်ပြီးမှဘုရားသခင်ရဲ့ဘုန်းတကိုယ်တော်ကိုထင်ရှားစေတော်သူတက်တည်ထူတော်သူများဖြစ်ဖို့အရောက်တိုင်းကိုဘုရားရှင်ထူကောင်းချီးချပေးပါစေ